ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့မြန်မာစကားတနေအနန်းဒိတ်ပဲရဲ့မေခွန်းနံပါတ်၄ကိုတင်ဆက်ပေးသွားမယ်တင်ဆက်သူ 3UCW ပါမယ်ဖြစ်ပါရခင်ဗျာမေခွန်းနံပါတ်၄ကိုမတင်ဆက်ခင်မှာမေခွန်းနံပါတ်၄ရဲ့မေခွန်းကဘာလဲဆိုတော့အားလုံးကိုကျွန်တော်အရင်ဖတ်ပြချင်ပါတယ်မေခွန်းနံပါတ်၄ကတော့ပြီးတန်ချို့တွင် ကာယန်သူတာနှလုံးကို စင်တွဲလေအနန်းဒိတ်ပဲရောပါတဲ့ကြောင့်တင်တီသောစကားလုံးများကိုတုံး၍အုပ်စုဖက်ဆွေးနွေးတင်ပြပါတဲ့ ဒီ presentation ကတယောက်ချင်းလောက်ရ presentation ဖြစ်တဲ့အတွက်အုပ်စုပဲဆွေးနွေးမှာမဟုတ်ပါဘူးကျွန်တော်တယောက်တည်းပဲဆွေးနွေးပြသွားမှာဖြစ်ပါရဲ့ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးခြင်းတဲ့စကားလုံးလေးကတော့ညိုတိုတိုဆိုတဲ့စကားလုံးလေးပဲဖြစ်ပါတယ်အာဒီညိုတိုတိုဆိုတဲ့စကားလုံးကိုအယောင်၄ခွဲချရမှာအသုံးပြုပါတယ် ညိုတူတူရဲ့အရောင်ကဒီအညိုရောင်တော့လည်းမညိုပါဘူးအညိုရောင်ဖျော့ရှိရဲ့အရောင်ပဲဖြစ်ပါတယ်အလုံးအမြင်မှာရှင်းလင်းသွားအောင်ကျွန်တော်ဥပမာအနေနဲ့ဒီ coffee cup လေးနှစ်ခွက်ကိုပြထားပါတယ်အပေါ်ပုံကတော့အပေါ် coffee cup ကတော့ရိုးရိုး coffee ပါသူကတော့ coffee mug ကိုဒီကျင်းနှွေးနဲ့ရောပြီးတော့ပေါ့နော်ဖျော့ထားတဲ့ coffee ပဲဖြစ်ပါတယ်သူကတော့လုံးဝအညိုရောင်ပုံတန်းရှိရအောင်အရောင်ရှိအောင်သိရပါတယ် အာအောက်က copy ကတော့ဒီအချိုကြိုက်တဲ့လူတွေအတွက်ပေါ့နော်နွားနှုတ်နဲ့ရောပြီးတော့ဖြော်ထားတဲ့ copy ကပဲဖြစ်ပါတယ်သူ့ရဲ့မှာအရောင်ကတော့ဒီညိုတိုတိုအရောင်ရှိနေအောင်တွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျအဲ့အဲ့ဒီလို့ဆိုတော့ကျွန်တော်တို့ဒီညိုတိုတိုဆိုတဲ့စကားလုံးကအညိုရောင်ရဲ့အနက်ထိပ်ပဲအတိုင်းစာကိုရောပွားစေတဲ့သဘောရှိပါတယ်အာဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီညိုတူတူဆိုတဲ့အရောင်ကအညိုရောင်လိုမျိုးလုံးဝညိုနေတဲ့အရောင်မဟုတ်ပါဘူး အဲ့မကြောင်သူ့ရဲ့အတိတ်ပဲအတိုင်းစာကိုရောပါစေရပဲဖြစ်ပါရဲ့ခင်ဗျနောက်ထပ်ကျွန်တော်တင်ဆက်ပေးခြင်းတဲ့စကားလုံးလေးကတော့ water data ဆိုတာပဲဖြစ်ပါတယ်အာ water data ဆိုတဲ့စကားလုံးကိုဒီကျွန်တော်တို့မျက်လုံးဖြင့်တော့တေချာမကြည့်ပဲနဲ့တေချာမကြည့်လိုက်ဘူးဆိုရင်ရှင်းရှင်းလင်းလင်းမမြင်ရတဲ့အချိန်တွေမှာအသုံးပြုပါတယ်အာတိတိချာချာပြန်ကြည့်လိုက်မယ်ဆိုရင်တော့ရှင်းရှင်းလင်းလင်းပြန်မြင်ရမှာပဲဖြစ်ပါတယ်အာအဲ့လိုအချိန်တွေမျိုးမှာတုံးတယ်ပေါ့နော်ဒီ water data မြင်ရခြင်းက ီလုံးဝဝါးပြီးတော့မမြင်ရနေရာမျိုးမဟုတ်ပါဘူးအာဒီလိုတေချာကြည့်လိုက်မယ်ဆိုရင်ဒါကဘာလဲဆိုတော့သိရမှာပဲဖြစ်ပါတယ်အာအလုံးပဲမြင်သားအောင်လို့ကျွန်တော်ဒီမှာပုံလေးနှစ်ပုံပြထားပဲဖြစ်ပါတယ်အပွားပုံကတော့လုံးဝဝါးနေတဲ့ပုံပဲဖြစ်ပါတယ်သူကတော့တေချာကြည့်လဲဘာလဲဆိုတော့မသိနိုင်ပါဘူးအောက်ကပုံကတော့ဝါတာတာဖြစ်နေတဲ့ပုံလေးပဲဖြစ်ပါတယ်။သူကတော့တေချာကြည့်ရမယ်ဆိုရင်ဒါပန်းပင်လေးပုံဆိုတာကိုသိရမှာပဲဖြစ်ပါတယ်။ အဲအကြောင်းကျွန်တော်တို့ water data ဆိုတဲ့စကားလုံးကဝါရယ်ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်အနက်အဓိပ္ပာယ်ကိုတော့နော်အတိုင်းစာကိုရောပါစေပါတယ်။ Okay ကျွန်တော်ဒီတင်ဆက်ပေးသွားတဲ့မေခွန်းနံပါတ်၄ရဲ့အဓိကအကြောင်းအရာတစ်ချက်ရှိပါတယ်။အဲ့ဒါကတော့ဒီစကားလုံးတစ်လုံးကိုတပီးတဲ့နှလုံးဆင်သွဲလိုက်ရင်အာဆင်သွဲလိုက်ရင်အဲ့ဒီစကားရဲ့ ဇက်ကလုံးရဲ့အနက်အဓိပ္ပာယ်အတိုင်းစာရောသွားစီတဲ့ပေါ်ရှိအောင်ကျွန်တော်အဓိကအကြောင်းရနဲ့တင်ဆက်ပေးချင်တာပဲဖြစ်ပါရခင်ဗျ။အလုံးမဲကျွန်တော်ရဲ့တင်ဆက်မှုကိုနှစ်သက်ကြမယ်လို့မျှော်လင့်ပါတယ်။ဒီကျွန်တော်ဆရာမတီချာ MM3 ရှင်းပြပေးတာဖြစ်ပေမဲ့ကျွန်တော်ဒီမေကွန်မှာပြန်ပြီးတော့ဒီတာနှလုံးစင်းတဲ့အကြောင်းအရာကိုပြန်ရှင်းပြရင်အလုံးမဲထပ်ပြီးတော့နားလည်တဲ့ပေါ်ပေါက်ပြီးရှင်းလင်းသွားနိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျ။အလုံးကျေးဇူးအများကြီးတင်ပါတယ်။